မင်္ဂလာပါရှင်ကျမဒီနေ့ decluttering ဆိုတဲ့ခေါင်းစဉ်ကိုပြောပြချင်ပါတယ်ဒီခေါင်းစဉ်ကတော့21 days manifestation challenge မှာပါတဲ့ခေါင်းစဉ်တစ်ခုဖြစ်ပါတယ်ဒါပြင်ပထမနေ့တွေကပြောခဲ့တဲ့ကိုလောက်တာကိုပြန်ရမယ်ဆိုတဲ့အကြောင်းအရာရဲ့ connecting thought sign ဆိုတဲ့ universe နဲ့ကျွန်တော်ရဲ့အတွေ့အကြုံချိတ်ဆက်နေတယ်ဆိုတဲ့အပိုင်းရဲ့ ဒါတွေကလည်းပဲကျမတို့ manifestation process မှာလုံဆောင်ရမယ့်အပိုင်းတွေဖြစ်ပါတယ်။ decluttering ဆိုတာကတော့ပစ္စည်းတွေကိုရှင်းလင်းခြင်းဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုလည်းအဆုံးအထိကြည့်ပေးဖို့မေတ္တာရက်ခံရပါတယ်။ဘာကြောင့်လဲဆိုရင်ကျမက decluttering နဲ့ပတ်သက်တဲ့အချက်အချက်ကိုပြောပြတဲ့အခါမှာကျမတို့ဒီကောင်းစဉ်ကို manifestation process ရဲ့ကောင်းစဉ်မှာဘာကြောင့်ထည့်ဝင်ရတယ်လဲဆိုတော့ အပိုင်းလေးကိုနှစ်ချုပ်ပြောပြမှာဖြစ်ပါတယ်။အဲ့ဒီအချက်ကဒီဗီဒီယိုလေးရဲ့နှစ်သာရဖြစ်ပါတယ်ရှင်။ဟိုဒီကရက်တရီနဲ့ပတ်သက်ပြီးတော့မှကျွန်မအချက်ဆက်ချက်နဲ့ပြောပြချင်ပါတယ်။ဒီကရက်တရီဆိုတာကပစ္စည်းတွေကို ရှင်းလင်းခြင်းဖြစ်ပါတယ်။ကျမတို့ကအိမ်ကိုတက်ရက်တန်ရှင်းယုံတာမကကျမတို့ရဲ့စိတ်ပိုင်းဆိုင်ရာကိုပါပေါ်ပါစေတဲ့အလုပ်တစ်ခုဖြစ်ပါတယ်။ပစ္စည်းတွေကို ရှင်းတဲ့အခါမှာ ဘလို့စိတ်ထားပြီးတော့မှလှုပ်ဆောင်တဲ့တယ်ဆိုတာကိုပြောပြမှာဖြစ်ပါတယ်ပရမချက်ကတော့ကျမတို့ကဒီကလက်တရီလောက်တဲ့အခါမှာရည်ရွယ်ချက်တွေတတ်မှတ်ရပါတယ်ဒီလိုမျိုးပစ္စည်းရှင်နေခြင်းရဲ့ရည်ရွယ်ချက်ကိုအရင်ဆုံးတတ်မှတ်တဲ့အခါမှာဥပမာအဖြစ်ကျမတို့ကကျမတို့ရဲ့အိတ်ခန်းကိုပို့ပြီးတော့မှတက်တောင်တက်တာဖြစ်စေခြင်း ਨੇ ကျမတို့ရဲ့ဧကန်းကိုတန့်ရှင်းတည့်ရစေခြင်းနဲ့ကျမတို့ပစ္စည်းတွေရှာရတာလွယ်ကူခြင်းနဲ့စိတ်ပူစည်းမှုတွေကိုလျှော့ချခြင်းနဲ့ကျမတို့အိမ်မှာနေရာလွတ်တွေပူရခြင်းနဲ့ဒီလိုရွေချက်တွေရှိခြင်းကကျမတို့ကိုဆက်လုပ်ဖို့အတွက်အားဖြစ်စေပါတယ်။ဒါကြောင့်နံပါတ်၁ချက်ကတော့ကျမတို့က declaratory လုပ်တော့မယ်ဆိုရင်ရွေချက်သတ်မှတ်ရပါတယ်ရှင်။နောက်နံပါတ်၂ချက်က declaratory လုပ်တဲ့အခါမှာကျမတို့ အချိန်နဲ့အားလုံးမလုပ်ပါနဲ့။တစ်နေ့ချင်းစီအမျိုးချင်းစီ ခွဲပြီးတော့လုပ်ပါ။ဥပမာအားဖြင့်ဒီနေ့တော့ဗီဒီယိုတွေကအဝတ်အစားတွေကိုပဲရှင်းမယ်။နောက်နေ့မှာစောင်းစင်မောကစောင်းတွေကိုပဲရှင်းမယ်။နောက်တစ်နေ့မှာမိဖို့ကြောင့်သုံးပစ္စည်းတွေပဲရှင်းမယ်။ဒီလိုနည်းနဲ့လှုပ်ဆောင်မယ်ဆိုရင်ပင်မမှုလည်းတက်တာပြီးတော့အားမလျော့ဘဲနဲ့ဆက်လုပ်နိုင်ပါလိမ့်မယ်ရှင်။နောက်နံပါတ်3ချက်ကတော့ ပျော်ရွှင်မှုပေးရလားဆိုတော့မိကုံးကိုမေးရမှာဖြစ်ပါတယ်။ဂျပန်လူမျိုး Marine Control ရဲ့နာမည်ကြီးမိကုံးလေးဖြစ်ပါတယ်။ပစ္စည်းတစ်ခုစီကိုဂိုင်းကြည့်ပြီးတော့ဒါလေးကငါ့ကိုပျော်ရွှင်မှု Spark Joy ပေးရလားလို့ကိုကိုကိုမေးရပါမယ်။ပျော်ရွှင်မှုပေးတယ်ဆိုရင်ဒီပစ္စည်းလေးကို ထားထားပါ။မပေးဘူးဆိုရင်ကျေးဇူးတင်စကားပြောပြီးတော့ဖယ်ရှားပြဖို့စဉ်းစားရပါမယ်။နံပါတ်၄ချက်ကတော့ကျမတို့အပိုင်း၄ပိုင်းပိုင်းခြားပါမယ်။ပထမပိုင်းက အမှိုက်ဒုတိယပိုင်းကလှူဒန်းရန်တတိယပိုင်းကထားရန်နဲ့စုထပိုင်းကနေရာပြောင်းရန်ခွဲခြားရမှာဖြစ်ပါတယ်။ပစ္စည်းတစ်ခုစီကို ရှင်းလင်းတဲ့အခါမှာဒီမျိုးစားလေးမျိုးနဲ့ခွဲခြားပါဗမာတစ်ခုကဒီပစ္စည်းကလုံးဝအသုံးမဝင်တော့ပဲပျက်စီးနေတဲ့ပစ္စည်းလားဒါဆိုရင်အမှိုက်သေးကိုထည့်ပြရမယ်။နောက်ဒုတိယတစ်ခုကလှူဒန်းရန်သို့မဟုတ်ရောင်းရန်ဖြစ်ပါတယ်။အသုံးမပြုတော့ပေမဲ့ကောင်းနေသေးတဲ့ပစ္စည်းတွေကတခြားသူတယောက်တွေအသုံးဝင်နိုင်ပါတယ်။ ဒါကြောင့်ဒီပစ္စည်းကိုလှူဒန်းပစ်တာမျိုးရောင်းပစ်တာမျိုးပြုလုပ်နိုင်ပါတယ်။နောက်တစ်ခုကထားရန်ဖြစ်ပါတယ်။ကိုယ်တကယ်လိုအပ်တဲ့အသုံးဝင်တဲ့ပျော်ရွှင်မှုပေးတဲ့ပစ္စည်းတွေကထားထားရမှာဖြစ်ပါတယ်။နောက်တစ်ပိုင်းကတော့နေရာပြောင်းရန်ဖြစ်ပါတယ်။သွားတို့ကပစ္စည်းတွေကိုမှားယွင်းတဲ့နေရာမှာထားမိတတ်တယ်။မှားယွင်းတဲ့နေရာမှာရောက်နေတဲ့ပစ္စည်းတွေကိုသူ့နေရာနဲ့တူတင့်တော်တဲ့နေရာကိုပြန်လည်ထားရမှာဖြစ်ပါတယ်။ နံပါတ်5ကတော့တစ်နှစ်အတွင်းအသုံးမပြုရင်ဖယ်ရှားပါဆိုတဲ့စီမင်းဖြစ်ပါတယ်။ပစ္စည်းတစ်ခုကိုတစ်နှစ်အတွင်းလုံးဝအသုံးပြုတော့ဘူးဆိုရင်အဲ့ဒီပစ္စည်းကိုကိုယ်တကယ်လိုအပ်ရလားလို့ပြန်ပြီးတော့စဉ်းစားရပါမယ်။အများစုကတော့ဖယ်ရှားတဲ့နဲ့ပစ္စည်းတွေဖြစ်နေပါလိမ့်မယ်။နောက်နံပါတ်6ကတော့အမတ်တရပစ္စည်းတွေအတွက်တက်တာတစ်ခုထားထားပါ။စိတ်ခံစားမှုများဖယ်ရှားရခဲ့တဲ့အမတ်တရပစ္စည်းတွေအတွက်တက်တာဒါမှမဟုတ်နေရာတစ်ခုခုတက်တက်ထားပါအဲ့ဒီတက်တာထဲမှာ ထားတဲ့ပမာဏကိုကန့်သက်ထားပါနောက်နံပါတ်ခုံကတော့ကျွန်တော်တို့ပစ္စည်းတိုင်းတွေအိမ်တစ်ခုသတ်မှတ်ပါကျွန်တော်ရဲ့ပစ္စည်းတွေအတိုင်းမှာသူ့ရဲ့သတ်မှတ်ထားတဲ့နေရာအိမ်ရှိရပါမယ်ပစ္စည်းတစ်ခုကိုသုံးပြီးသွားရင်သူ့ရဲ့အိမ်ကိုပြန်ထားပါဒါမှပစ္စည်းတွေပြန်ရှုပ်ထွေးမလာမှာပါဒါကတော့ပစ္စည်းလေးတွေထည့်တဲ့အိမ်လေးတွေနေရာလေးတွေကိုသူ့နေရာလေးနဲ့တူပစ္စည်းလေးတွေသုံးပြီးတဲ့အခါမှာပြန်ထည့်ရမယ်လို့ဆိုတာဖြစ်ပါတယ် ။နောက်နံပါတ်၈အချက်ကတော့အသည့်ဝယ်ယူမှုကိုတည်ထားရမှာဖြစ်ပါတယ်။ပစ္စည်းတွေတခုကိုဝယ်တော့မယ်ဆိုရင်ဒါလေးကိုငါတကယ်လိုအပ်ရဲ့လား။ဘယ်နေရာမှာငါသုံးမှာလဲ။ဘယ်နေရာမှာထားမှာလဲစဉ်းစားရပါမယ်။တခုဝင်လာရင်တခုအတွက် one in one out ဆိုတဲ့စီမင်းကိုလည်းကျင့်သုံးနိုင်ပါတယ်။ဥပမာ အင်ကြီးအစ်စ်တစ်ထဲဝင်လာရင်အင်ကြီးအဟောင်းတစ်ထဲကိုဖယ်ရှားပစ်တာမျို သူတစ်ပါးကိုပေးကမ်းလှူဒါန်းလိုက်တာမျိုးဖြစ်ပါတယ်။နံနံပါတ်9ကတော့ပြည့်ပြည့်စုံမှုမလိုပါဘူးဆိုတဲ့အချက်ဖြစ်ပါတယ်။ပစ္စည်းချင်းလင်းချင်းဆိုတာကပြည့်ပြည့်စုံမှုမလိုပါဘူး။အပြည့်ပြည့်ချင်းလှုပ်ဆောင်သွားတာကအရေးကြီးပါတယ်။တခါတလေကြာရင်ပစ္စည်းတွေပြန်ရှုပ်လာနိုင်ပေမဲ့စိတ်မပြတ်ပါနဲ့။ပုံမှန်ရှင်းလင်းတဲ့အနေထားကို မွေးမြူရပါမယ်။ဒါကြောင့်နံပါတ်30အချက်ကတော့ပုံမှန်ထိမ့်သိမ့်ပါဖြစ်ပါတယ်။ဒီချိန်ရှင်းလင်းပြတာနဲ့ပြီးသွားတာမဟုတ်ပါဘူး။ နေ့စဉ်အပတ်စဉ်နေ့စဉ်ပုံမှန်ထိမ့်သိမ်းရှင်းလင်းမှုတွေပြုလုပ်ပေးပါနေ့တိုင်း9မိနစ်10မိနစ်လောက်ချိန်ပေးပြီးပစ္စည်းတွေကို နေရာတကျအပြန်ထားတာမျိုးလုပ်နိုင်ပါတယ်ဒီအကြံပြုချက်တွေကတော့ကျမတို့ရဲ့ပစ္စည်းရှင်းလင်းရာမှာ အထောက်အကူဖြစ်လိမ့်မယ်လို့ကျမအနေနဲ့ညွှန်လင့်ပါတယ် decluttering လုပ်တဲ့အခါမှာကျမတို့ကဘာကြောင့်ပေါ့နော် manifestation process တဲမှာဒီ decluttering ဆိုတဲ့အပိုင်းကိုထည့်သွင်းရလဲဆိုရင် manifestation လုပ်နေစဉ်ကာလမှာ declaratory လုပ်ခြင်းဟာအရန်ကိုအကျိုးရှိပါတယ်။ကျွားတို့ပစ္စည်းတွေအမိုက်တွေကိုတန်ရှင်းလုပ်လို့ရှိပါတယ်။ဒါကတော့ cleansing အပိုင်းပေါ့နော်။နေ့စဉ်ကျွန်တော်တို့ပစ္စည်းလဲမယ်၊တန်ရှင်းလုပ်မယ်၊ဖုံတော့မယ်ပေါ့နော်။အကြမ်းတိုက်မယ်၊စသဖြင့်ပေါ့ဒါတွေကပုံမှန်လုပ်နေကြတဲ့အလုပ်တွေပေါ့။ အဲ့ဒီမှာမှခုနကထပ်ဆောင်းပြီးတော့ဒီကလက်တရင်လုတ်တယ်ဆိုတာကြတော့ကျွန်တော်တို့ခုနကအချက်ဆက်ချက်ထဲမှာပါတဲ့အတိုင်းပဲပစ္စည်းလေးတွေကိုသူ့နေရာသူပြန်ထားမယ်အဲဒီလိုမျိုးပေါ့နော်အာမကောင်းတဲ့အရာတွေကိုလွှတ်ပစ်လိုက်မယ်လွှတ်ပစ်ရုံနဲ့မကောင်းဘူးတချို့အတုံးဝင်သေးတဲ့ပစ္စည်းတွေကိုပေးကမ်းနှုတ်တန်းလိုက်မယ်ရောင်းလိုက်မယ်စသဖြင့်ပေါ့ဒီလိုမျိုးလေးတွေလုပ်တယ်ဆိုတာကကျမတို့ကဘာလဲဆိုရင်ကျမတို့ရဲ့စိတ်ထဲမှာ ဘယ်လိုတွေးရမလဲဆိုရဲအတွေးပေါ်မူတည်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ပုံမှန်တန်ရှင်းလုပ်နေတဲ့အခါမှာအတန်ရှင်းပြီးရောဆိုတဲ့စိတ်မျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ကမကောင်းတဲ့ energy တွေကိုကျွန်တော်တို့ဆွန့်ပစ်လိုက်ပြီးကောင်းတဲ့ energy တွေရောက်လာပြီးဥမာကျွန်တော်တို့ကဗီဒီယိုကိုရှင်းလင်းပြီးတော့မှအင်ဂျီအဟောင်းတွေကိုခြားသူကိုပေးလိုက်မယ်စာအုပ်တွေကိုခြားသူတွေပေးဖတ်ဖို့ပေးလိုက်တာမျိုးဒါမှမဟုတ်ရှင်အချိန်နဲ့ရောင်းပစ်တာမျိုးဒီလိုမျိုးလေးတွေလုပ်တဲ့အခါမှာကျွန်တော်တို့ကနေပြီးတော့မှအဒီနေရာမှာ ဟောင်းတဲ့မကောင်းတဲ့အရာတွေကိုဆွန့်ပစ်လိုက်ပြီးကောင်းတဲ့အရာတွေငါစီကိုဝင်လာလိုက်မယ်ဆိုတဲ့အတွေးလေးကိုထည့်ပေးရမှာဖြစ်ပါတယ်။အော်ကျမတို့ကကျမတို့ရဲ့အိမ်မှာတန်ရှင်းကိုနေ့စဉ်လုပ်သလိုပဲ declaring ကိုလည်းပဲကျမတို့ နေ့စဉ်လုပ်ရပါမယ်အဲ့လိုနေ့စဉ်လုပ်တဲ့အခါမှာကျမတို့ကဒီနေ့ကို9မိနစ်10မိနစ်ပေါ့နော်နေ့တိုင်းလုပ်သွားပြီးတော့မှအဲ့လိုလုပ်နေစဉ်ကာလအတော်အတွင်းမှာကျမတို့ကမကောင်းတဲ့ energy တွေတော့ထွက်သွားပြီးငါ့အတွက်ကောင်းမွန်တဲ့ energy တွေဝင်လာပြီးဆိုတော့အတွေးလေးကိုထပ်ဆောင်ပြီးတော့မှတွေးရမှာဖြစ်ပါတယ်။တန်ရှင်းလို့ရမှာတော့မှန်ပါတယ်။ဒါပေမဲ့အဲ့ဒီတန်ရှင်းလို့လုပ်နေတဲ့အချိန်မှာအလေးမဲ့မနေဘဲနဲ့ကျမတို့ရဲ့အတွေးထဲမှာပေါ့နော်မကောင်းတဲ့အရာတွေအကုန်လုံး ထွက်သွားပြီးကောင်းတဲ့ energy တွေအကုန်လုံးဝင်လာပြီးဆိုတဲ့အတွေ့အလေးကိုထပ်ဆောင်းပြီးထည့်ရမှာဖြစ်တဲ့အတွက်ဒါကနေ့စဉ်ကျင့်သုံးရမယ့်နန်းစဉ်တစ်ခုဖြစ်ပါတယ်။နေ့က5မိနစ်10မိနစ်လှုပ်သွားလို့ရပါတယ်။ဒါကြောင့်မလို့ကျမတို့ကဒီ decluttering ဆိုတဲ့အပိုင်းကို manifestation process ထဲမှာထည့်ပြီးတော့မှလုံဆောင်ချက်တစ်ခုအနေနဲ့ထည့်သွင်းရခြင်း ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်